ားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ဖောက်ပြန်တဲ့ယောက်ျားကကွာရှင်းပြီးတာကိုအိမ်မက်ပေးပြီးအမျှလာတောင်းကြောင်းပြောပြလာတဲ့ NDA YouTube ဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်း TV ဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်ပေါင်းတဲ့ပြချပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာဒီအိမ်မက်ထဲမှာမက်တဲ့အရာလေးကို မမေကနေပြီသူ့အမေပြပြလိုက်ပါဆိုမနက်ခွန်နိုင်ခွေးဖုန်းဆက်ပြီးအကုန်လုံးပြပြလိုက်တဲ့အခါမှာသူ့မြအရင်အော်ရတာဘာဖြစ်လဲဆိုတော့အဲ့ဒီရွာလေးကဟိုဟာကိုကြီးသူဟိုဟာပေါ့နောက်ဆုံးမိမတက်တက်မှနဲ့တူနေခဲ့တဲ့ရွာလေးတဲ့မကူဘကလို့ပြောတယ်အဲ့ဒီရွာလေးကိုရွာလေးမှာသူကဘာလဲအဲ့ဒီရွာလေးမှာသူ့မိမနဲ့လိုက်နေတဲ့အချိန်မှာအဲ့ဒီရွာမှာဖျားစီတီလေးရှိရဖျားစီတီလေးကလေသူက ရင်ပြင်ပပလဲကိုကြွေပြားတွေမခင်းနာဘူးဟိုနိုင်တဲ့လောက်ခင်းနာတာလေးကြောက်လဲဟိုအကျိုးပြက်နေရနဲ့ဆိုတော့ရင်ပြင်ကအမှန်တမ်းပြောကြွေပြားပြပြစုံလုံးလည်းမရှိဘူးတစ်ခုလုံးလည်းမခင်းနာဘူးဆိုတော့ तू ကအဲ့ဒါလေးကိုသူကကြွေပြားခင်းချင်တာအဲ့ရင်ပြင်အဲ့သူ့မိမရွာဖရဲရင်ပြင်ကြွေပြားလေးကိုခင်းချင်တာပေါ့နော်ခင်းချင်တော့သူ့မျိုးသူကပတ်စံတောင်းနေအဲ့ဒီခေတ္တဝါဆိုရင် तू ကဒီဖရဲရင်ပြင်တစ်ခုလုံးပပလေကြွေပြားခင်းဖို့15သိန်းလောက်ကြမယ်လို့ပြောတယ်15သိန်းလောက်ဆိုတော့သူ့အမေကလည်း သူကတောက်လျှောက်မိမတယောက်ပြီးတယောက်ယူယူလိုက်ကွဲလိုက်ဆိုပြဿနာတွေအများကြီးလှုပ်ခဲတဲ့သားသမီးဆိုတော့ဘလောက်ပဲချစ်တယ်ပြောပြောအမေကစိတ်ကွက်တာနံပါတ်1နံပါတ်2ကမယုံကြည်တာပေါ့နော်ဒီလိုမျိုးငွေလိမ်ပြီးတောင်းပြီးမိမတွေပေးနေအောင်မလားဆိုတဲ့စိတ်မျိုးနဲ့သူ့အမေကဟို15သိန်းလုံးတစ်ခါတည်းမပေးလိုက်ဘူးပေါ့နော်မပေးလိုက်ဖ ೇನೆ ခွဲခွဲပြီးပေးမှာပေါ့3သိန်းခွဲပေးလိုက်3သိန်းပေးလိုက်2သိန်းပေးလိုက်လောက်ခဲ့မယ်ထင်ပါတယ်အဲ့ဒါနဲ့သူ့ ဟိုစေးုံဟိုနှစ်ခါတက်ပြီးဒုတိယအကြိမ်မှာဆုံးတော့စေးုံပထမတစ်ကြိမ်တက်ခရအဲ့ကြွေပြားလေးကသုံးပုံပုံနှစ်ပုံလောက်ခင်းပြီးသွားပြီးတော့တဘုံစာလေးကြံ့နေခဲ့တယ်ဆိုတော့ဖေကအဲတဘုံစာမမပြီးသွားဘူးပေါ့နော်ကြံ့နေတာပေါ့အဲ့ဒါသူ့မိကနေအရန်အံ့ဩပြီးဟုတ်တယ်တဲ့ဟိုဟာပေါ့ဒီရွာလေးကိုသူတို့လိုက်သွားဘူးလို့ဖြစ်မှာပေါ့နော်အဲ့လိုမျိုးဟုတ်တယ်အဲ့ဒါသူ့မိမရဲ့ရွာလေးပဲအဲ့ရွာလေးမှာသူဒီမိမနဲ့ပေါင်းတဲ့အချိန်မှာ စဘာဆိုင်တယ်ဆိုလားမသိဘူးနော်အဖြစ်ကတော်တော်အချိန်ကြီးတော်တော်ဆိုးဆိုးလူရီယာလေးကန်ကန်အကျိုးလေးယုံကြည်ရမယ်စေတနာဒီကန်ဆိုပေမဲ့သူဒီဖရားရည်မြင်တော်လေးကိုခင်းစေခြင်းနဲ့ဟာတော့ဟိုသူဗောဒီလူဘွားဖြစ်စင်မှာသူမကောင်းတာရမ်းများပြီးတော့ဒါလေးတခုကတော့နောင်ဘွားနောင်တန်နေရာတွတ်တော့ပါကောင်းပါနိုင်ပါတယ်ကျမထင်တာပြောတာနော်အဲ့ဒါနဲ့သူ့မိကနေဟုတ်တယ်တဲ့ဆိုပြီးတော့သူ့မိကအမှ သူအကုန်လုံးပေးမယ်ပေါ့နော်ဒီကြွေပြားကိုလည်းပြီးပြအောင်ဆက်ခင်းပေးမယ်ဆိုအေးရက်လည်းနေမှာဘုန်းကြီးတွေလည်းပြင်လာပြီးသားပေါ့နော်ပရိတ်ဟိုတင်ငန်းကတ်မှာဘာနဲ့အကုန်လုံးပြောပြပြီးတော့အဲ့ဒီမှာအဲကျမပြောပြလဲတော့ကျမလည်းအံ့ဩရတယ်ပေါ့နော်ကျမကိုအိမ်မက်လာပေးရလဲသူတို့အရန်အံ့ဩရတယ်သူတို့ဇီကိုတော့ဘာမှမပေးဘူးပေါ့နော်မပေးဘဲနဲ့ဟိုဟိုပြောချင်တာကလေကျမလေဟိုပါပေါ့ ကျမအဲ့လိုထူးထူးဆန်းဆန်းအိမ်မက်တွေကိုကျမ10ရန်းနှစ်လောက်ကလေးကစမှတ်ဘူးလားဟိုပါပေါ့ကျမစီမှာကောင်းမွန်တဲ့အဆောက်ရှောက်တွေရှိနေလို့လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်အဲ့တော့ကျမဒီအခုဒီအိမ်မက်အကြောင်းပြောတဲ့အချိန်မှာလူတိုင်းကယုံကြည်မှလည်းယုံမယ်ပေါ့နော်မယုံကြည်လည်းမယုံနိုင်ဘူးပေါ့နော်ဒါပေမဲ့ကျမဒီအခုဒီ TikTok မှာကျမဒီအပိုင်းတွေအများကြီးတင်ခဲ့ပြီးပြီအရှိမသိလား အဲ့ဒီပြောခဲ့သမျှအပိုင်းတွေအားလုံးမှာမမှန်တာတခုမှမရှိဘူးကျမရှော့ပြီးပြောတာပဲရှိတယ်။ဟိုပေါ့ဟိုကိုနဲ့ပတ်သက်တဲ့လူတယောက်ရဲ့အကြောင်းကိုမကောင်းတဲ့ဟာတွေကိုတရာရာခိုင်နှုန်းမှာကျမ၁၀ရာခိုင်နှုန်းလောက်ပဲပြောတာနော်။ကျန်တဲ့၉၀ရာခိုင်နှုန်းလောက်ကျမပြောဘူး။ တခါကြောက်လည်းလေဘသူတမအကျိုးမရှိတဲ့ဟာမျိုးပေါ့နော်ဥမာကျမပြောတဲ့ TikTok မှာဟိုဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်တဲ့ဟာလေးတွေဒါလေးတွေဖြစ်တတ်တယ်လူဆိုတာဘယ်လိုမျိုးရှိရမယ်ဆိုတဲ့ဟာလေးတွေကိုတော့ဒါမျှဝေတဲ့သဘောနဲ့ကျမပြောခဲ့တာပဲရှိရတဖက်လူလည်းအကျိုးမရှိကိုယ့်အကျိုးမရှိရဆိုတော့ကျမမပြောဘဲနဲ့ show ပြလိုက်တာများတယ်အဲ့တော့အဲ့လို true sense အမှတ်တွေအများနဲ့မှတ်တယ်ဆယ်နှစ်နှစ်ကစမှတ်တာပဲနောက်မှမိသလောက်အဖေဒုဝင်ကြီးဘွားတော်ကနေပြီးတော့အိမ်က အဲ့ဒီအိမ်မှာရှိတဲ့အဆောက်ဆိုလဲကျွန်မအိမ်မက်လာပေးတာကျွန်မအဲ့ဒီနေပြီးတော့အိမ်တော့ကကျွန်မမရောက်ဘူးအဲ့ဒီဒုက္ခကြီးအဲ့တော့ကလေကျွန်မမရောက်ဘူးမရောက်ဘူးဆိုဒီမှာလဲကိုဟိုဟာပေါ့အเจ้าဆရာမလုံနေတာနဲ့ဟိုမိသားစုတောင်းဝန်ထမ်းနေရတာနဲ့ဟိုတက်လိုက်သွားတာနဲ့ဆိုတော့မတော့ဖြစ်ဘူးပေါ့နော်ဒါပေမဲ့တကယ်တမ်းအဲ့ဒီအိမ်မှာရှိတဲ့အဆောက်ကလည်းကျွန်မအိမ်မက်ပေးခဲ့တာပဲပြီးတော့အဲ့ဒီဟိုအဲ့ဒီလုံခဲ့တဲ့နှစ်20ကျော်အစိတ်လောက်ခရေကဖားကူးရွာမှာအ အဖေတို့ရာဘာစိုက်တယ်ကြာပါပြီနှစ်အစိတ်လောက်ကဆိုတော့အဲ့ဒီတော့အဲ့ဒီရွာမှာရှိတဲ့ရေကန်ကြီးရှိမှလည်းကျွန်မမသိဘူးတကယ်တော့အဲ့ဒီရေကန်ကြီးမှာအာအဆောက်တွေရှိတာကလည်းသူတို့ကကျွန်မကိုပဲအိမ်မက်ပေးခဲ့တာအဲ့တော့ကျွန်မရဲ့အခုဒီ live တစ်ခုလုံးမှာပေါ့နော်ကျွန်မအဲ့လိုတကယ်တမ်းလိုအပ်တယ်သူတို့သူတို့အမြဝေဖို့လိုအပ်တယ်ဆိုတော့အကြောင်းအရာကြီးကျွန်မတို့မိသားစုနဲ့ဆက်ဆက်နွယ်ပြီးတော့ ကျမတို့မိသားစုနဲ့ပတ်သက်တဲ့အရာတွေမှာအဲ့လိုမျိုးထူးထူးခြားခြားလေးတွေရှိပြီဆိုရင်ကျမအမြင်နဲ့အိမ်မက်မက်တယ်အဲ့ရောလေလေးဟိုအဲ့နေပြီးတော့အိမ်မှာတော့ဆိုလဲကျမတို့တခါမရဘူးအဲ့နေရာမက်မက်ရ ိမ်ကလည်းအသက်ချွတ်ချွတ်ကြီးပါဖေဖေကနေရေချိုးတော့ချိန်ညာ तू ကအဲ့တော့အိမ်မကားဆရာပဲရှိတယ်ကားဆရာရဲ့အဖေရဲ့ PS ဆိုရယ်ပဲရှိတယ်ကွာအဲ့နဲ့အဖေကရေချိုးတဲ့ခါကျတော့ညနေ9:00နာရီကျော်ကျော်လောက်15လောက် तू ရေချိုးတာချိုးတဲ့ချိန်မှာအဖေကဘာလို့လဲဆိုတော့ဒီတကားကိုရေချိုးကတကားလောက်ကို तू မချဘူးဘာလို့ဆိုအိမ်မှာလည်းယောက်ျားတွေပဲဘာမှလည်းမရှိဘူးအကုန်လုံးကလည်းကားဆရာတို့ဘာလို့ကြောက်လဲအပြင်မှာပဲညနေပိုင်းဆိုအပြင်မှာ channel မှာလမ်းလျှောက်တာနဲ့ဘာနဲ့သူတို့ဘေးချင်ကားသမားချင်းစကားပြောတာနဲ့ဆိုတော့အိမ်ထဲမှာမရှိတော့အဖေက lock မချဘဲနဲ့အဲ့ဒီ ရေချိုးတဲ့သူရေချိုးပြီးတော့ရေရေချိုးကထွက်မဲ့ဆိုပြီးသူဘူသီးလေးကိုလှည့်လိုက်မှာပေါ့နော်လှည့်လိုက်တဲ့အချိန်မှာလေသူ့အသူတကားလော့ကျနေပြီးသားဖြစ်ပြီးတော့လုံးဝတကားဘူသီးလေးလှည့်လို့မကြတော့ဘဲနဲ့အဖေတယောက်တည်းရေချိုးကမှနိုင်ဝက်နေမှာပိတ်မိတာအဖေကလည်းအော်တာပေါ့ဟိုကားဆက်ဥထေးလွထေးလွအဲပြီးတော့နောက်သူ့ပြည့်ဆိုနေမှာဘယ်သူလဲမသိဘူးအဲသူတို့တွေအော်ခါဘယ်သူမှမကြောက်အဲ့နဲ့ဘေးချမ်းနေပြီးတော့ခြံစောက်ကနေပြီးတော့ ဟိုဟုတ်ပဲဘေးအင်ကအော်တန်ကြားတယ်ဆိုပြီးတော့မှသူကအကားအကားဆရာကြီးစကားအဲ့ချန်စီမနမှာစကားပြောနေတာလေအိန္ဒိယကနေအော်တန်ကြားနေတယ်သူအဘအော်နေလားမသိဘူးဟိုကကားဆရာကြီးသူကကြည့်ကြည့်ပါဦးဆိုမှအဖေရေချိုးကနေမှာပိတ်မိနေတယ်နိုင်ဝက်ကြတယ်အဲ့ရေချိုးပြီးတော့အဲ့ချိန်လိုမျိုးပေါ့နော်အဲ့လိုပိတ်မိနေတဲ့ဟာကညနေကျတော့ညကျတော့အိမ်ကိုဖုန်းဆက်တာပေါ့နော်ဖုန်းဆက်တော့အဖေကနေပြပြတယ်သူတို့ထူးဆန်းနေဖြစ်တယ်ဆိုမမေကိုပြောမမေကကျမတို့ပြောပြပြန်ပြောပြပေါ့အဲ့ဒီမှာ အဲ့ဒါဖြစ်ပြီးတပတ်၁၀လောက်လဲကြာတဲ့ခါမှာကျမအဲ့လိုပဲအိမ်မက်မက်တယ်အိမ်မက်ကဘာလဲဆိုအဲ့လိုအိမ်ကြီးတအိမ်တိလာအိမ်မှစတိုကန်းလိုပုံစံမျိုးဒါပေမဲ့သူကတန်တိုင်းနေတန်တိုင်းနေကာထားတယ်တန်တိုင်းနေနဲ့ပေါ့နော်အခန်းမျက်နှာစာ15ပြီလောက်ကျေပြီးတော့အနောက်ဘက်ကတော့30လောက်ရှိတယ်အဲ့လိုအခန်းတစ်ခန်းမှာအမျိုးသမီးတယောက်အသက်30လောက်ပဲရှိဦးမယ်စပြည့်အရှည်ကြီးပဲသူကလေ ူ့စပင်ကပပလေးပြီးတော့သူ့မျက်နှာကလည်းလေဟိုလေသူကခန္ဓာကိုယ်လေးလည်းပိမ့်ပိမ့်တော်တော်လေးအော်ပြီးတော့သူ့မျက်နှာကလေဟိုပေါ့ဟိုအရန်ကိုလေသူတစ်ခုခုကိုဘယ်လိုပြောမလဲမွန်းချက်ပိတ်လောင်နေတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့ဒါအိမ်မက်မက်တာလေအဲ့ဒီမနဲ့စောပိုင်းပဲကျမကဘာပြောလဲဟို तू ကအိမ်မက်ထက်မှကျမကဘာပြောလဲဆိုတော့ तू ဒီနေရာမှာရောက်နေတာ ဆယ်ဆယ်နှစ်လောက်ရှိပြီတဲ့သူဒီနေကနေထွက်လို့မရအောင်ဖြစ်နေလို့တဲ့သူ့ဒီအခန်းဖွင့်ပေးပါတဲ့သူထွက်ချင်ပါတယ်ပေါ့နော်သူ့ကလေးလေးရောသူရောနှစ်ယောက်လုံးပိတ်မိနေတာပါလို့သူကအိမ်မက်ပေးခဲ့တာကျမကိုသိလားကျမလေအဲ့ရလက်နိုးတိုင်းအဲ့မနဲ့6နိုင်ပတ်ချလဲပဲကျမစဉ်းစားတယ်ဟေးထူးဆန်းလိုက်တာပေါ့နော်ဒီအခန်းရဲ့ဒီအိမ်ကဘယ်ရလဲပေါ့အဲ့ဒါနဲ့ စဉ်းစားလို့လည်းမရဘာဖြစ်လို့ तू ကျမကိုဒီအခန်းထဲကသူ့ထုတ်ပေးပါလို့ပြောနေလဲဆိုတာမျိုးပေါ့နော်အဲ့ဒါနဲ့ဘယ်လိုလဲဆိုတော့ကျမမနေ့ကကျတော့ကော်ဖီတောက်နေနေအမေလို့တမီးအိမ်မက်ကထူးထူးဆန်းဆန်းကြီးအမျိုးသမီးတယောက်ကသူဒီဒီနေရာမှာပိတ်လောင်နေမိတာ၁၀နှစ်ရှိပြီပေါ့နော်သူ့ကလေးလေးလည်းရှိပါတယ်ဆိုပြီးတော့အိမ်မက်မက်တော့ဩသူကပြီးတော့ပါသေးတယ်သူကလေးမမွေးနိုင်လို့တဲ့သူပိတ်လောင်နေတယ်ပေါ့နော်အဲ့လိုလေးပြောတယ်အိမ်မက်ထက်မှလေအဲ့ဒါမမေကိုပြောနေရင်းနဲ့အဲ့ဒါနဲ့ကျမတို့အဲ့ဒါနဲ့အဲ့ဒီ ့ယောက်ျားတွေဝိုးလေးဝှထားမရှိတဲ့အရာကိုဇီးညိုရောင်လေဇီးညိုရောင်တော့ကော်လန်ကဒုံကော်လန်ကဒုံလက်ရှည်နဲ့အောက်ကပိုးဇီးညိုရောင်ပျံပျံလက်လက်တွေပါတဲ့ဝတ်စုံဝတ်ပြီးတော့သူ့ရဲ့ရွှေဆဲကြိုးကြီးကလေရွှေဆဲကြိုးအတုတ်ကြီးကဟိုပါပေါ့ရွှေဆဲကြိုးကဘယ်လောက်တုတ်လဲဆိုတော့လက်တန်းလောက်ရှိတယ်အဲ့ဒါကြီးကဆွဲရတာဒီပစိုးကပုံစနာထီကိုရတဲ့ရွှေဆဲကြိုးကြီးနဲ့အဲ့နဲ့ဟိုဟာတဲ့ဟိုစပယ်ရည်တဲ့ညီမလေးကိုလာနှုတ်ဆက်တာတဲ့ကိုကြီးကရတဲ့ဆိုတော့ သူ့ကိုကြည့်လိုက်တော့ခါကျတာဟိုအောက်ကပစိုးကလည်းဇီးညိုရောင်မှငွေမင်းနေနဲ့ပျောက်ပျောက်လက်လက်ပစိုးအင်းကြီးကလည်းဇီးညိုရောင်လက်ရှိကော်လန်ကရုံရွှေစဲဂျိုးကြီးနဲ့ပြီးတော့အနောက်မှာအမျိုးသမီးနှစ်ယောက်ပါတယ်ပြောပြအောင်မယ်အမျိုးသမီးနှစ်ယောက်ကလေဟိုထမသိန်းနေဝတ်ထားတယ်ထမသိန်းနေဝတ်ပြီးတော့သူတို့ကဘာလို့လဲဆိုတော့သူတို့ရဲ့ဘီးစပတ်စဒုံးကြီးထုံးထားတာကလေဒီကျမတို့ခေါင်းရဲ့ဒီလောက်လောက်လက်ငါးတက်လောက်အမြင့်ရှိပြီးတော့အဲ့ဒီတပတ်ရှုချတဲ့ ။သပင်ကဘလောက်ရှည်လဲဆိုဒူးစစ်လောက်ထိတကောက်ခွက်လောက်ထိကိုရှည်တယ်။အဲ့ဒီအမျိုးသမီးညောင်လုံးကလည်းအသားညူညူပဲတိလာဟိုမျိုးလေမျက်နာပိမ့်ပိမ့်။အဲ့သူ့ရဲ့နောက်မှာအမျိုးသမီးနှစ်ယောက်နဲ့ तू ကလာနှုတ်ဆက်တာ။အာစားတဲ့ဒီကိုရောက်နေပြီပေါ့နော်အဲ့ဒါကိုတဲ့ပြောပြတာတဲ့ဆိုတော့ကျမချစ်တော့ဘီးမလည်းညောင်ဘီးကလည်းအကြီးကြီးပဲအဲ့နဲ့အဲ့ရလက်နိုးသွားရောလက်နိုးသွားတော့ဟိုပါပေါ့ ကျွန်မစဉ်းစားမိတာလေးပြောတာပါကျွန်မအိတ်ရမထသေးပဲကျွန်မဘာစဉ်းစားမိလဲဆိုတော့အိုးကိုကြီးတို့များပေါ့နော်ဆုံးသွားတာတောင်မှသူ့အိမ်ကိုတခါမှအိမ်မက်မပေးဘူးသိလားကျွန်မကလေဒီအိမ်မက်တွေမမက်ခင်ရလေအရှိမကျွန်မအဖေတို့နေပြီးတော့အိမ်နဲ့ပတ်သက်တဲ့အိမ်မက်တွေလည်းကျွန်မအများကြီးမက်ဖူးတယ်ပြီးတော့ကျွန်မတို့ဒီဟိုဘက်မှာဖားလုံဘက်မှာ ဖားကူလာဖားလုံးပဲမလားမသိအဲ့တော့ကြာပါပြီလုံခဲ့တဲ့နှစ်ပေါင်းအစိတ်လောက်ခရေရရာဘာဆိုင်တဲ့အဲ့ခြံကြီးရှိတယ်အဲ့ခြံကကန်ကြီးကနေအဆောက်တွေအကြောင်းလဲကျမအိမ်မက်ပေးတယ်အဲ့တော့ကျမအဲ့ရမထသေးဘဲနဲ့ကျမစဉ်းစားပြီးကျမတွေးမိတယ်အော်လို့တေသွားတာတောင်မှသူဘယ်ဘုံရောက်နေတယ်လဲကျမမသိဘောနော်ကျမသိတာဘုံနေမှာပိတ်တာဘုံကခုနှစ်ဘုံခုနှစ်ဆင့်ရှိတယ်အောက်ဆုံးအနေဆုံးအဆင့်ကြတော့ ဟိုလေသူများရဲ့တရေတွေနှစ်ချီးတွေမစင်တွေအမိုက်ပုံတွေထဲမှာအဲ့လိုကျင်လေသွားလာလှုပ်ရှားပြီးစားသောက်ရတဲ့ဘဝအနှိမ့်ဆုံးဘုံပဲပိတ်တာထဲမှာပိတ်တာဘုံကနေဒီလိုသွားပြီးဆိုလို့ရှိရင်ဟိုသုံးဆင်းမြောက်ဘုံတို့ပထမဦးဆုံးဘုံကတော့ရုပ်ကစိုးဘုံတို့တော့ကျွန်မဖတ်မိတာပေါ့နော်ရုပ်ကစိုးဆိုတာညောင်မင်းမှာဆိုတော့ရုပ်ရုပ်ကစိုးတွေကြတော့ပိတ်တာဘုံရဲ့အမြင့်ဆုံးအဆင့်ပေါ့နော်အဲ့တော့ तू ဘာဖြစ်လဲတော့ကျွန်မမသိဘူးအဲ့လောက်ထိလဲကျွန်မညံမမိပါဘူးဒါပေမဲ့ကျွန်မမက်ခဲ့တဲ့အိမ်မက်လေးကြောင်ပြောပြတာ ကျမဘာတွေ့လဲ။အော်တည်သွားတာတော့မလာနှုတ်ဆက်တာအနောက်ကမိန်းမနှစ်ယောက်ပါတယ်ဗော။တကယ်ပါတယ်လေ။အဲ့တော့ဟိုပြန်တွေးကြည့်ရော်လဲ။တနာဖို့တော့ကောင်းပါတယ်နော်။ဟိုအခုအခုတစ်တော့မှာတွေ့နေတာကပညာတတ်အတိုင်းဝိုင်းတစ်ခုတစ်ခုကဟိုပါဗော။အိမ်တော်ရေးဖောက်ပြန်တဲ့ကိစ္စလေးတွေဗောနော်။ကျွန်မတွေးလိုက်တာပါမတော်တဆတွေးလိုက်တာ မရစားတယ်လေဆိုကျမကတော့မသိဘူးဒါပေမဲ့ကျမနဲ့အရန်ခင်နေမှတော်ဒါဒလို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 ပေါ့နော်လာပြတော့အာတိုင်းလောကရှုပ်ထွေးပါတယ်တကယ်တော့တိလားဟိုကျမနဲ့ကျမတငယ်ချင်းနဲ့လုံခဲ့တော့ဆယ်နှစ်လောက်ကမပေါက်ကြီးနဲ့လေပြောဖြစ်တဲ့စကားလေးတခွန်းရှိတယ်အဲ့ဒါဘာလို့ပြောလဲဆိုသူ့ယောက်ျားကအဲ့ဒီဟိုကမှအဲမော်လမြိုင်တန်ဖြူစက်မှတင်တယ်တာဝန်ကျတဲ့အချိန်မှာသူကအဲ့တော့ကလေးရေလဲចောင်းထားနေတော့ မလိုက်သွားဖြစ်ဘူးပေါ့ကွယ်မလိုက်သွားဖြစ်တဲ့ခါကျတော့အဲ့တန်ဖြူဆက်ကအဲ့သူ့မျိုးသားရဲ့ငယ်တငယ်ချင်းဆိုလားဘာဆိုလားမသိပါဘူးကုံတယ်လုံနိုင်နေမှာပေါ့လုံနေတော့အားနေသူ့ယောက်ျားထမင်းနေပို့လိုက်ဘာလီပို့လိုက်ပေါ့နော်ပို့တော့အာကျမကျမတငယ်ချင်းယောက်ျားတွေနဲ့အဲတငယ်ချင်းတွေကနေလာပြီသူတို့ယောက်ျားဘလို့ဖြစ်တယ်ဘလို့ဖြစ်တယ်ပြောရင်ကျမရန်ဖြစ်ပြရဗျထိတ်ဆုံးကနေရန်ဖြစ်တာရင်လာဖွင့်တဲ့ခါကျတော့မိသားစုတစုမှာပေါ့နော် အာအိမ်အောင်ပြုတ်ပြီးဆိုလို့ရှိရင်ဒီလိုမျိုးအိမ်အောင်ရေးပြဿနာလေးတွေပေါ့နော်အိမ်အောင်ရေးပြဿနာတွေကတော့ shoot out မတူပုံစံတွေမတူကြဘူးအများကြီးရှိတယ်ပေါ့အဲ့ဒီမှာတစ်ခုမဟုတ်တစ်ခုတော့အမျိုးသမီးတိုင်းကြုံရတာပဲအာဒီမြန်မာပြည်မှာမိတင်းနေတိုင်းကြားတဲ့အိမ်အောင်ရှင်အမျိုးသမီးတိုင်းအိမ်အောင်ရေးပြဿနာဘာမှမရှိဘဲနဲ့စင်းလုံးချော်ပြီးတိတ်ပျော်စရာကောင်းတဲ့အာအမျိုးသမီးမျိုးတော့ကျမလည်းမြင်ဘူးပေါ့နော်ရှိကောင်းလည်းရှိမယ်ကျမတော့မသိဘူးမမြင်ဘူးပေါ့အဲ့ဒါကျမကပြောတယ် မပေါက်ကိုတငယ်ချင်းရင်းနေစဉ်းစားကြည့်နော်လို့အလုပ်လုပ်ငန်းတူလုပ်ငန်းတူတယ်နော်ကျမပြောအလုပ်ငန်းတူတဲ့နေရာမှာဘယ်ဘယ်ဌာနပဲဖြစ်ဖြစ်ဘယ်ခေါင်းစဉ်အောက်မှာပဲရှိနေရှိစီကွာလုပ်ငန်းတူပြီးတော့အမြဲတမ်းထိတွေ့ဆက်ဆံနေတဲ့ယောက်ျားနဲ့မိန်းမတွေအားလို့ညှိစွန်းရတာပိုးလွယ်တယ်ဥမာပေါ့နော် KTV သွား KTV သွားတာဝါသနာပါတယ်စင်တင်သွားတာဝါသနာပါတယ်ကလပ်သွားတာဝါသနာပါတယ်ဘာသွားတာဝါသနာပါတယ်အနေခံသွားတာဝါသနာပိုင်းကိုကြိုက်ကြတယ်အဲ့ဒီကမိန်းမကြီးနဲ့ပဲညှိစွန်းတာကျွန်မဆိုလိုရင်းကိုသဘောပေါက်ကြမယ်လို့မျှော်လင့်ပါတယ်နော်အဲ့တော့ဘယ်နေရာဘယ်ဖွဲ့စည်းဘယ်နေရာမဆိုဘယ်လုပ်ငန်းခွင်မှာမဆိုအဲ့ဒီလုပ်ငန်းခွင်ထဲမှာရှိတဲ့အရန်အနေနီးတဲ့နေတတူကထိတွေ့ဆက်ဆံနေရတဲ့လူချင်းချင်းဟာဘယ်လိုပြောမလဲ ဟိုကျမတို့စီမှာလူတယောက်မှအရေးကြီးဆုံးကဂုံသိက္ခာပဲဂုံသိက္ခာရှိဖို့အတွက်ကကံ၅ပါးလုံးမရတာတိလားကံ၅ပါးမလုံးမဲနဲ့တော့ဂုံသိက္ခာရှိရလူလို့ပြောလို့မရဘူးရှင်တိလားအဲ့တော့ခက်တာကျမတို့ဗမာလူမျိုးတွေမှာလေ၅ပါးတိလာသာယူကြတာဖះရတော့ရှစ်ခိုးနေကြတာပဲသူတို့ပြောရင်တော့ဖះဝတ်ပြုတ်တဲ့ဘာညာပေါ့ဒါပေမဲ့တကယ်တော့၅ပါးတိလာရဲ့အနှစ်သာရအတိတ်ပဲလေးလေးလေးနဲ့မသိရလူတွေလည်းအများကြီးရှိတယ်ဒါကလေလေဟိုပေါ့ အပေါ်ရန်သဘောနဲ့သူများရေဖျားဖို့ပြုလို့ပြုတယ်မိသားစုကပြုခံလို့ပြုတယ်အမေကပြုခံလို့ပြုတယ်တခုခုပေါ့နော်အကြောင်းပြချက်နဲ့တခုခုနဲ့ပြုတဲ့သူနဲ့တကယ်တမ်းဒီဖျားဖို့ပြုတာကိုအမြဲထူးထူးခြားခြားတွေကြုံတွေ့လာပြီးတော့လက်ခံယုံကြည်လာတဲ့လူတွေပြုရနေတော့မတူဘူးဗျကျမကကြတော့ကျမဖျားဖို့ပြုတယ်ဆိုတဲ့အချိန်မှာကျမအဲ့ဖျားဖို့ပြုပြီးဖျားခန်းဝင်သားနဲ့ကျမအကုန်လုံးကျန်တဲ့အတွေ့တွေအကုန်လုံးကျမစမှာမရှိတော့ဘူးဒီကိုရုတ်ဖတ်နေတဲ့ဂုံတော်တွေ ဲ့ဒါကိုကျမနှလုံးသားထဲမှာတတ်ဝင်ယုံကြည်ပြီးတော့မှပဲကျမအမြဲတမ်းရွတ်ဖတ်တယ်။အဲ့ဒီတည်းလေကျမမမျှော်လင့်ချက်ဘာမှမရှိဘူး။ကျမဘာမှစုမတောင်းဘူး။ကျမချမ်းသာပါစေ၊တထေးမကြီးဖြစ်ပါစေ။ကျမဘလူတွေဟိုလှူနံတိုက်နံပါစေလို့ကျမဖះရှိကုန်တယ်။တခါမှစုမတောင်းဘူးပေါ့နော်။လူကလှူတဲ့တန်းတယ်ဆိုတော့ကျမကလည်းသူများတွေကိုတင်းရကြီးထောင်ကြီးမလှူဘူးပါဘူး။ဒါပေမဲ့အာကျမအဲ့ဒီလမ်းဘေးခွေးပိုင်ရှင်မရှိတဲ့ခွေးလေးတွေတော့နေ့တိုင်းလို့လို့လှူတယ်။ကျမအဲ့ဒီခွေး ကျမနဲ့အရန်ခင်နေ Facebook မှာခင်နေတဲ့အမကြီးသူအမြဲတမ်းကဲပေးတဲ့ကလေးတွေဆိုကျမအမြဲတမ်းငွေလွှဲကျမဟိုတောက်လျှောက်ပေါ့နော်လမ်းမေးခွေးလေးတွေဆိုတနာတယ်ပိုင်ရှင်မဲ့ခွေးလေးတွေပေါ့နော်ကျမတရိတ်ဆန်လေးတို့ချစ်တတ်တဲ့သူမျိုးဗျအဲ့တော့ကျမဤမှာဆိုရင်လည်းဘယ်သူမှကျမအကြောင်းမချစ်ဘူးအဲအကြောင်းမချစ်ဘူးဆိုတာကျမမွေးလေးမွေးတာမရှိတာပေါ့နော်ကျမခွေးလေးတွေချစ်တာများတယ်ကျမဤမှာခွေးရတော့မပြတ်ဘူးအမြဲတမ်းမွေးတယ်အဲ့တော့ ရောက်လာတဲ့ကြောင်နေကိုဆိုလဲအကောင့်20လောက်ဖြစ်နေပြီအော်တခါကြရင်ကြောင်နေရလေအဲ့လိုပေါ့နော်တစ်နှစ်မှာ3သားလောက်လင်ယူသားမွေးလောက်ကြရတယ်ကွယ်ဆိုတော့တို့တွေအဲ့ကြောင်မိတ်လိုက်ပြီးဆိုရင်တို့ကအဲ့အတန်ညံတယ်ကွယ်တို့တို့လူတွေထက်တော်စိုးသေးရဲ့သိရမလားအဲ့ဆိုအဲ့ဒါဆိုလို့ရှိရင်တော့ကျမအဖေနဲ့မင်းအသက်ရလာတဲ့ခါကျတော့အဲ့ဒီအတန်တွေကိုတို့နားမခံတာပြီးတော့ကျမသားနှစ်ယောက်ကလည်းနားမခံတာဘူးကွာအဲ့ဒါဆိုလို့ရှိရင်အမေအဲ့ဒီကြောင်တွေကိုမောင်းထုတ်ပါလားဆိုတော့ ကျွန်မလည်းမွေးရတာမဟုတ်ဘူးသူတို့ဘယ်ကနေဘလို့ရောက်လာပြီးအိမ်မှာနေပြီးတော့ဝါတုတ်ဖီးနာပဲကြောင်လေးတွေကုန်တော့အဲသူတို့ရဲ့ကြောင်စာဘောကတိတိတိလည်းမနေဘူးရှင်သိလားအာကြောင်စာပဲစားတဲ့ဝါတုတ်မကြီးတကောင်ဝါတုတ်ထီလေးတကောင်သူတို့မောင်နှာနှစ်ယောက်ရှိတယ်ပြီးတော့ငါးဟင်းနဲ့ထမင်းစားတဲ့ကြောင်လေးတွေကဟွာလောက်ရှိတယ်18ကောင်လောက်ရှိတယ်အဲ့တော့တနေ့တနေ့သူတို့ကြောင်စာဘူက2000လောက်သွားတယ်ဒါလည်းကျမကလေဘလို့တွေးလဲတိလားဒါငါအလှပဲပေါ့ဘာဘာမမျောလင်းကျမမရှိတဲ့အလှ အဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ဘာသာတရားကိုလုတ်တယ်ဆိုတာကလည်းကျမကလုံးဝယုံယုံကြည်ကြည်နဲ့ကိုအေးအေးချမ်းချမ်းမျော်လင့်ချက်မရှိပဲလုတ်တယ်ဘာသာရေးပါအဲ့တော့အိမ်မက်လေးတွေမက်တယ်ဆိုတာကလည်းအဲ့ဒါကြောင့်ဖြစ်မှထင်ပါတယ်တူတူချာချာပေါ့နော်